မင်္ဂလာပါရှင်။ဒီဆယ်လီဘရီနူရဲ့အော်တိုဝါလာ28ရက်နေ့ည7:00နာရီတိနောက်ဆုံးအလူပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။ရုပ်ရှင်မရိုက်ကူရလို့ဝင်ဝင်မကောင်းတော့တာကြောင့်နေကလူပွဲတွေမှာတချင်းပဲဆိုရင်ငွေရှာနေတဲ့အောင်ရဲလေးရဲ့တရင်ကြီးတဲ့ချန်သာတဲ့တရေကိုလက်ချက်ပြီးနောက်ခိုးပောင်ထိုးလို့ရေကိုပါတီထောင်လိုက်ပြီးရုပ်ရှင်နေဖန်နေတဲ့ဝမှုရွှေရဲ့တရင်ရုပ်ရှင်စကားနကားကြောင့်2025ခုနှစ်ရဲ့ကောင်းဆုံးမြို့သမီးဇပ်ပိုအကယ်ဒမီဆိုချင်းတည်ရနိုင်တဲ့ဝိုင်းရင်မင်းသမီးကြီးမြို့တနာထွန်းရဲ့တရင်ကုမ္ပဏီကိုဦးစီးနေတဲ့တတိကတော်ဖြစ်ပေမဲ့ အခုလိုကြောင်းရဲကြောင်းထောပဲ့သေးရောင်းနေရတဲ့မအေးတောင်းရဲ့တရင်ပါဝင်တာသမီတွေကိုပညာတက်စေခြင်းလို့ရိုးသားစွာဆိုင်းအိတ်ထံရဲ့ပညာသင်ကြားနေတဲ့မလလဝင်းရဲ့တရင်တွေကိုရှုစားအမှာပဲဖြစ်ပါရဲ့ရှင်ရုပ်ရှင်မရိုက်ကူအားလို့ဝင်ဝင်မကောင်းတော့တာကြောင့်နေကအလူပွဲတွေမှာတခြင်းပတ်ဆိုရင်လည်းငွေရှာနေရတဲ့အောင်ရင်လေးမင်္ဂလာပါပြိတ်သက်ကြီးရှင်တခိတခါက မြန်မာနိုင်ငံရဲ့ main clean ပြည်သူတွေချာမှာကိုရီးယားမင်းသားရဲ့ထထောင်ချောရင်ဆိုပြီးတသက်လို့အားပေးကြတဲ့မင်းသားကြော်လေးတယောက်ရှိခဲ့ပါတယ်နော်။ဟုတ်ပါရင်မင်းသားအောင်ရင်လင်းဖြစ်ပါရင်သူရဲ့မျက်လုံးမျက်ခုံးသူရဲ့ရုပ်ရည်ကြောင့်တစ်ချိန်တုန်းကသူဟာ main clean တွေရဲ့အသေးဆွဲဖြစ်ခဲ့ပြီးတော့ထိတ်တန့်မင်းသားတစ်လက်ဖြစ်နေရည်တည်ခဲ့တာပေါ့။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့သူရဲ့လူပညာလှူရှားမှုတွေကပြည်သူတွေမျှော်လင့်ထားတယ်လို့ရုပ်ရှင်ကားကြီးတွေပေါ်မှာမဟုတ်တော့ဘဲနဲ့မထင်မှတ်တဲ့နေရာတွေကိုတွေ့လာရပါတယ်။ အခု online ပေါ်တက်လာတဲ့ video file တွေကြောင့်ပရိသတ်တွေကသူ့အတွက်အရင်ကစိတ်မကောင်းဖြစ်နေရပါတယ်ရှင်။အဓိကအကြောင်းရင်းကတော့ online လေးအရင်လိုရုပ်ရှင်ဇာတ်ကားတွေစတဲ့ရဲ့ကိုယ်ခွင့်များတော့လို့ဝင်ဝင်မကောင်းတော့တာကြောင့်အခုလို net ပွဲအလုပ်ပွဲတွေမှာတချင်ပတ်ဆိုရင်လည်းငွေရှာနေရတာဖြစ်ပါတယ်ရှင်။အခု social media မှာတက်လာတဲ့ video file တွေမှာဆိုရင်အောင်ရင်လေးဟာကျင်းလက်တော်ရကမန်လင်း super baron ဆန်းဖွင့်နဲ့အတူရွာအလူပွဲတွေကိုအလူပွဲ state စင်းနေပေါ်မှာတခြားသောအမှုပညာရှင်တွေဖြစ်တဲ့ရန်လီမာရုံနဲ့အတူတချင်းနေလိုက်ဆိုနေရတာပါ ပုံပြီးတော့စိတ်တိတ်ခိုက်စရာကောင်းတာကစင်ပေါ်မှာသချင်းဆိုရင်လည်းပြိသက်တွေစုချတဲ့ပတ်စံလေးတွေကိုလိုက်ဆွဲနေတဲ့မြင်ကွင်းလေးပါပဲ။သူရဲ့ပြိသက်တွေဘာလို့တလောဝင်နေနေကြတယ်ဆိုတာနိုင်ရှင်စရာရရှိနေလို့ပါပဲ။ခုချိန်မှာအောင်ရင်းလေးကပေါ်လာတဲ့သူ့ထန့်ငယ်တဲ့မင်းသားတွေဖြစ်ကြတဲ့နေဝင်းတို့အေဂျင့်မောင်တို့ကရုပ်ရှင်လောကမှာထိတ်တန့်မင်းသားတွေဖြစ်နေအောင်မြင်နေကြချိန်မှာသူတို့ကရုပ်ရှင်စကားကြီးတကားကိုတိန်းတထောင်ထီကိုလူပညာရှင်တွေရရှိနေကြပြီးအကယ်ဒမီစုတွေပါပိုင်းဆိုင်နေကြပါပြီ။ဒီလိုနောက်တဲ့မင်းသားတွေကပြိုင်ဆိုင်ရုပ်ရှင်စကားကြီးတွေရိုက်နေကြချိန်မှာ တချင်ကသရဲရဲ့သဲဆွဲဖြစ်ခဲ့တဲ့မင်းသားအောင်ရင်လင်းကတော့ဒီလိုအလိုဝရီမှာတချင်းစုံနေရကိုနှိုင်းရှင်ကြည့်ပြီးတော့ပြိတ္တတွေကစိတ်မကောင်းဖြစ်ကြတာပါအောင်ရင်လင်းကဒီလိုအစ်စ်မျိုးဖြစ်သွားပြီလားဆိုပြီးတော့ဝမ်းနေနေကြတာလည်းရှိပါရင်တကယ်တော့မင်းသားအောင်ရင်လင်းဟာရုပ်ရည်အရင်ချောမွန်နေပေမဲ့သူ့ရဲ့ career တခုမှာနေတော်မြင့်မြတ်တို့လိုမျိုး academy ဆုတွေရရှိပြီးရုပ်ရှင်ဟောကဥဆောင်နိုင်တဲ့ super မင်းသားအဆင့်ကိုရောက်မလာခဲ့ပါဘူးသူ့ရဲ့နေရာကမင်းသားချောဆိုတဲ့နေရာမှာပဲရပ်တန့်ခဲ့ပါတယ် တရုတ်ဆောင်ကောင်းမွန်ပေမဲ့သူ့နေရာကိုအဆောင်ထုတ်နိုင်တဲ့နောက်ထပ်မင်းသားကျောင်းအစ်တစ်တွေပေါ်ထွက်လာတဲ့အခါမှာသူ့ရဲ့ဈေးကွက်ကကျဆင်းသွားတာပေါ့ခုနောက်ပိုင်းရရှိစကားတွေအစမပြတ်ရဲကုန်းခွင့်မရတော့တဲ့အခါမှာဝင်ငွေတွေကလည်းရပ်တန့်လာကြအောင်ခုလိုမျိုးဆိုင်ဖွဲ့ဝင်တွေနဲ့ပွဲတွေကိုအတိခအသက်မွေးဝမ်းချောင်းဖြစ်နေဝင်ငွေရအောင်လောက်ကင်နေရတာပဲဖြစ်ပါရဲ့ရှင်ပြည်သက်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုမျိုးရှိမှလဲတချိန်ကကိုရီးယားမင်းသားရဲ့တန်ချောရင်လို့သတ်မှတ်ခံနေရတဲ့မင်းသားတယောက် အခုလိုနယ်ပွဲတွေမှာစူးချင်းဝင်လိုက်ကောင်းရင်တချင်းစုံနေရတဲ့ပုံမှာပရိသတ်တွေစိတ်မကောင်းဖြစ်ကြတာမှန်ကန်တယ်လို့ထင်ပါသလားဒါမှမဟုတ်ဒါဟာလူပညာရှင်တယောက်နေနဲ့ခင်ရဲ့ပြောင်းလဲမှုရောနေရာတစ်ခုရောက်ဖို့စူးစမ်းရုံးကန်နေတာရိုးသားစွာအလုံးလုံးတာဖြစ်လို့ရှက်စရာမဟုတ်ဘူးလို့လည်းယူဆပါသလားကောမမဝင်ရောက်ခါမိမိရဲ့အမြင်လေးတွေပေးသွင်းကြပါအောင်ရှင်သားသမီးတွေကိုပညာတက်စေခြင်းလို့ ရှုသားစွာဆိုင်ထိုင်းနဲ့ပညာသင်ကြားနေတဲ့မလလာဝင်းမင်္ဂလာပါပရိသတ်ကြီးရှင်အခုချိန်အင်တာနက်လူမှုကွန်ရက်ပေါ်မှာအတော်လေးပွဲစုပြီးတော့ရေးပွားစရာဖြစ်နေတဲ့ဇာတ်ကားတစ်ခုပြန်နေနေပါရီအဲ့ဒါကတော့မရှိလို့စင်းရင်လို့သူတော်ဘာပစ္စည်းကိုခေါ်ယူတာအပြစ်တင်စရာမဟုတ်ဘူးတာသမီတွေကြံ့ရမရလို့သူများဆိုင်ကပစ္စည်းကိုယူတာကအပြစ်မရှိဘူးဆိုတဲ့သဘောမျိုးတယောက်တဲ့ဇာတ်ရီပါပဲဒီဇာတ်ရီကိုလိုင်းတရားကကိုကြီးပြောခဲ့တာပါဒီဇာတ်ရီဟာတကယ်ပဲမှန်ကန်ရဲ့လား စင်ရင်မွေးတေမှုကလူတယောက်ကိုမယုံမသားလို့ဖို့ခိုးဝတ်ဖို့တကယ်ပဲတုံးဖို့နိုင်သလားဒီလိုအခြေအနေမျိုးမှာခြားရွေးချက်စရာလည်းမရှိတော့ဘူးလားဒီနေ့တော့အဲ့မရှိလို့ခိုးစားတာစင်ရင်လို့ခိုးစားတာအပြစ်မဟုတ်ဘူးဆိုတဲ့စကားတွေဟာလုံးဝမှန်ရင်ကြောင်းဘလောက်ပဲစင်ရင်ပင်ပန်းနေပါစေယူသားမှုရဲ့တံမိုးမိခင်မြတ်ရဲ့စွမ်းအားနဲ့ဂုံဒိခါရှိရှိရက်တီနေထိုင်လို့ရှာချောင်းကိုတက်တေပြနေတဲ့မြို့သမီးတအူချောင်းတိဆက်ပေးကြပါရစေသူနာမည်ကမလလာဝင်းပါ အသက်43နှစ်ရှိပြီဖြစ်တဲ့အိနောင်ရှေမိခင်တူပါ။သူမကရန်ကုန်မြို့ရဲ့ကမ်းတမတနေရာမှာယောက်ျားကြီးတွေတောင်မှမလွယ်ကူတဲ့ပင်ပန်းလုံးနဲ့စံအိမ်ထဲနဲ့လုပ်ကိုနေစင်းနေများလုပ်ကိုင်းနေသူပါ။ပရိသတ်ကြီးစဉ်းစားကြည့်ပါ။စံတအိရဲ့အလေးချိန်ကဘယ်လောက်ရှိမလဲ။ဒီလိုမျိုးလေးလံလာတဲ့စံအိမ်တွေကိုအမျိုးသမီးတစ်ယောက်အနေနဲ့သင်းမောပေါ်ကနေဂုံးပေါ်ကိုဂုံးပေါ်ကနေကားပေါ်ကိုတနေ့လုံးထမ်းနေရတာပါ။ရေတဲချိန်ကိုစောင့်ပြီးတော့ထမ်းရတာတခါတိုင်းရင်ကြားရသူတိုင်းစိတ်မကောင်းဖြစ်သွားစေမယ့် ဝေပမာဏ200ကျပ်ပဲရပါတယ်။ဟုတ်ပါပြီ200ကျပ်တဲ့ပါ။ဒီနေ့ကိုစံအိမ်60လောက်ထမ်းနိုင်မှာ1000ကျော်ဆိုတဲ့ငွေလေးကိုရတာပါ။ဒီ1000ကျော်ဆိုတာကချမ်းသာတဲ့သူတွေအတွက်တပည့်ရေတစ်ခွက်ဖို့ကားတစ်ခါ5စီးစာလောက်ပဲရှိပေမဲ့မလလဝင်းတို့လိုဘဝသမားတွေတတော်တနေကုန်ချွေးတွေတန်းတွေကြပေးကိုလက်တွေနာကျင်ကြိုက်ခဲတော့ကိုအန်ကျိတ်ခရဲမှာရှားလာတဲ့ဖိုးတန်ငွေလေးပါတခါလေးဆိုရင်ကိုရီလက်တွေနာကျင်ကြိုက်ခဲပေးမလုံနိုင်မကြိုက်နိုင်အောင်တောင်မှဖြစ်ရတယ်လို့ဆိုပါရီ ဒါဆိုရင်မန္တလေးဝင်ကဘာလို့ဒီလောက်ပင်မဆင်းရတဲ့လုပ်ကိုရွေးချယ်လုပ်ကိုင်းနေရတာလဲ။သူအချားလုပ်မရှာနိုင်ဘူးလား။သူမမှာအချားလုပ်တွေလုံးလုံးရှာနိုင်ပေမဲ့ဒီအလုပ်ကိုရွေးချယ်ပြီးအန်စိတ်ရုပ်ကန်နေရတဲ့အဓိကရည်မှန်းချက်တစ်ခုတည်းရှိပါရဲ့ရှင်။အဲ့ဒါကတော့သူမရဲ့သားသမီးတွေပညာတတ်ကြီးဖြစ်စေချင်တာပါပဲ။သူမကအသက်6နှစ်၊14နှစ်နဲ့16နှစ်ရွယ်သားသမီး၃ယောက်ရဲ့မိခင်မ။သူမယုံကြည်ထားတာကဒီလိုဆင်းရဲတွင်ကနေလွတ်မြောက်ဖို့အတွက်ပညာရေးတစ်ခုတည်းသာအောက်ကိုရဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့်သူမရဲ့သားသမီးတွေကိုသူမလိုပင်ပန်းဆင်းရဲတဲ့ဘဝမျိုးမရောက်စေချင်လို့ပညာတတ်ကြီးဖြစ်အောင်ကြောင်းထားပေးနိုင်ဖို့ဒီဆက်အိတ်တွေကိုနေ့စဉ်ထမ်းနေရတာပါ။သူမရဲ့ခင်မွန်ကလည်းဆက်အိတ်ထမ်းတဲ့လုပ်ကိုပဲလုပ်ကိုင်ပေမဲ့အသက်50ကျော်ပြီဖြစ်တဲ့အတွက်အရှင်ကလိုမထမ်းနိုင်တော့ပါဘူး။ဒါကြောင့်သားသမီးတွေရဲ့တာဝန်အများစုကိုမလလဝင်ကားပဲအဓိကတာဝန်ယူထားရတာပါ။သူမကဒီနေ့ဒီနေ့မနေ့စောစောကြောက်တန်းကနေကားနှစ်ဆင့်စီးပြီးတော့ရန်ကုန်ကမ်းနားကိုဆက်အိတ်လာထမ်းရပါရီ။ဒီနေရာမှာပဲပြည်သက်ကြီးစမှာကျွန်မပြောခဲ့တဲ့ မရှိလို့ခိုးစားတာပြင်မို့ဘူးဆိုတဲ့စကားမှဝင်ကြောင်းမလလဝင်းကတည်တည်ပြလိုက်တာပါပဲ။သူမကစင်ရဲပါတယ်၊ကြက်တဲပါတယ်။ဒါပေမဲ့တတော်ပစ္စည်းကိုခိုးယူဖို့မယုံမသားလို့ဖို့သူမလုံးဝမစင်စားခဲ့ပါဘူး။သူမရွေးချယ်ခဲ့တာကကိုယ့်ရဲ့ချွေနဲ့ကိုယ့်ရဲ့ကာယအားနဲ့ကိုယ့်ရဲ့ရိုးသားမှုနဲ့ဘလောက်ပဲပင်မမစေဘလောက်ပဲနေပါစေရတဲ့ငွေလေးနဲ့သားသမီးတွေကိုကျွေးမွေးပြုစုဖို့ပါပဲ။သူမကပင်မမပင်မစိတ်တဲ့ကြမနေပါဘူး။ဘာလို့လဲဆိုတော့သားသမီးတွေကိုရှာကြည့်ရတာကိုပီတီဖြစ်နေလို့ပါပဲ။ ကုံမွေးထားတဲ့သားသမီးကိုတည်တဲ့အထိတာဝန်ယူသွားမယ်ဆိုတဲ့ခံယူချက်ကသူမကိုအင်အားပြစ်စေပါရီမလလာဝင်ရဲ့အကြောင်းကိုကြားသိရတဲ့ပရိသတ်တရားတော့သူမကိုအယံကိုလေးစားကြည့်ကြုံကုန်ပြနေကြပါရီဗီယိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရော သားသမီးရဲ့ပညာတက်ဖြစ်ဖို့အတွက်စိတ်အိမ်ထမ်းပြီးတော့ယူသားစွာရုန်းကန်နေတယ်အာဂါမိကမလလာဝင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးဘလို့မျိုးခံစားရလဲဘလို့မျိုးထင်မြင်ယူဆလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင် ုမ္ပဏီကိုဦးစီးနေတဲ့တတိကတော်ဖြစ်ပေမယ့်ခုလိုကြောင်းရင်ကြောင်းထောပက်သေးရောင်းနေရတယ်မအေးတောင်းအင်တာနက်ပေါ်မှာပြန်နေနေတာကအချစ်တော်မင်းသမီးချောမအေးတောင်းတယောက်ခြံထွက်ထောပက်သေးတွေကိုကိုရိုင်းကိုကြာထွက်ရောက်နေတဲ့ပုံတွေပါပဲအားလုံးသိကြတဲ့အတိုင်းမအေးတောင်းကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတတိစီဝင်ဒိဋ္ဌိကျေခရိုနီတတိကြီးတယောက်နဲ့လက်ထပ်ထားတာပါသူမရဲ့ခင်မောကကုမ္ပဏီကြီးတွေထောင်တာပဲမြန်မာတနိုင်ငံလုံးကိုလျှက်စစ်ပစ္စည်းတွေဖြန့်ချီနေတဲ့အောင်မြင်တဲ့ချမ်းသာတဲ့သူတယောက်ဖြစ်ပါရည်။ဒါကြောင့်မေးတောင်းပါဆိုရင်ဘာမှပူပန်စရာမလိုပဲ သိန်းတောင်းချီတန်ကားရိစီပြီးတော့အစင်တန်းမြင့်မြင့်နေနိုင်တဲ့တတိကတော်ဘွားကိုပြေဝါရရှိထားသူပါအချို့တတိနေရဆိုရင်သူမကိုယ်တိုင်လည်းခင်မုံရဲ့ကုမ္ပဏီလုပ်ငန်းတွေကိုဝင်ရောက်ဦးစီးစီမံခန့်ခွဲနေလို့တောင်မှဆိုကြပါရည်ဒီလိုမျိုးကုမ္ပဏီကိုဦးစီးနေတဲ့တတိကတော်တယောက်ကဘာဖြစ်လို့ရုတ်တရက်ကြီးချက်နေစင်ပြီးထောပဲ့သိန်းတွေလာရောက်ရတာလဲပရိသတ်တရားမျိုးမျိုးထင်ကြေးပေးကြပါရည်တတိမကြီးဘွားမှမပြောလို့လားအိမ်တော်ရေးစင်မပြေလို့ကိုပိုင်ဝင်ဝင်ရှာနေရလား စီးပွားရေးအကျက်တဲတွေ့နေလို့လားဆိုပြီးတော့အရန်ကူမအန်အော်ဒစီမိကွန်းထုတ်နေကြပါရယ်။ဒါပေမဲ့ပြည်သက်ကြီးတို့ဤတကယ်အကြောင်းရင်းမှန်ကတော့လုံးဝထင်ထားသလိုမဟုတ်ပါဘူးရှင်။အရန်ကူနှွေးထေးပြီးချစ်စရာကောင်းတဲ့မိသားစုအကြောင်းလေးတစ်ခုရှိနေပါရယ်။မိသားတောင်တောဘက်သီးတွေထွက်ရောက်နေတဲ့အဓိကအကြောင်းရင်းကတော့သူမရဲ့ရောက်ကတိကြောင်းပါပဲ။ဟုတ်ပါရယ်သူမရဲ့ခင်မုန်းရဲ့ဖခင်မိသားရဲ့ရောက်ကတိဟာစိုက်ပျိုးရေးကြောင်းစင်တရားဖြစ်ပြီးအပင်စိတ်တော်ကိုရန်ဝါဒနာပါရယ်လို့ဆိုပါရယ်။အသက်90ရှိနေပြီဖြစ်ပေမယ့်သူရဲ့ချမ်းကျဲကြီးရဲ့မှာ သီးပင်စားပင်တွေကိုကိုရိုင်းကိုကြားဆိုင်ပြုတ်နေတော့မှာပဲအခုရောက်နေတဲ့ထောပဲ့ပင်တွေဟာလွန်ခဲ့တဲ့လေးနှစ်ကျော်လောက်ကလေးကသူကိုရိုင်းစိုက်ထားခဲ့တာတွေပါအခုအပင်တွေအသီးတွေဝဝေးဆာဆာသီးလာတဲ့အခါချွေးမဖြစ်သူမေအီတောင်းကဒီသီးတွေလက်ကမ်းမဖြစ်အောင်ကူညီပြီးတော့ရောင်းချပေးခဲ့တာဖြစ်ပါတယ်မေအီတောင်းကိုရိုင်းကဈေးရောင်းရတာကိုရှမ်းဝါသနာပါရီပြောရလို့ဆိုပါတယ်ဒါကြောင့်သူမကဒီလုပ်ကိုလုပ်ရတာပင်မနဲ့လို့မမြင်ပဲကိုရိုင်းချန်နယ်စဉ်စီစဉ်စီအောင်ပြီးတော့ရောင်းချခဲ့တာအလုံးရေ3000တောင်မှရှိခဲ့ပါတယ် အမှုပညာရှင်ချင်းချင်းကလည်းသူမစီကနေအားပေးခဲ့ကြပါရည်။မေးသားရောဂတိကတော့ပစံရလို့ပြောရတဲ့သူဝါဒနာနဲ့စိုက်ထားတဲ့ဒီသီးတွေကိုလူတွေကကြိုက်ကြလို့စားလို့ကောင်းတယ်လို့ပြောကြလို့အယံဝမ်းသာသဘောကျနေတာပါရည်။ချွေမဖြစ်သူကသူ့သီးတွေကိုတံမိုးထားပြီးတော့ရောင်းချပြီးတော့ကိုကြည့်ပြီးတော့အယံပီတီဖြစ်နေပါရည်။မေးသားကလည်းဇေယောင်းရတာကိုပြောသလိုခြံနေသွားနေရတာကိုလည်းပြောနေပါရည်။ခြံနေမှာအချားပင်တွေတခွာသီးလို့ဟင်းသီးဟွက်တွေလည်းအများကြီးစိုက်ထားတာကြောင့် ။ရင်းချက်တဲ့အခါခြံထဲကနေခူးပြီးတော့လက်လက်ဆက်ဆက်ချက်ပြုတ်ကျွေးမွေးတက်ပါရတယ်။သူမချက်တဲ့တီးဆောင်ပေကလာဟင်းဆိုရင်ရောက်ကတိအားရမ်းကြိုက်တယ်လို့ဆိုပါရီ။ဒါကိုကြည့်မေးတောင်းဟာအချို့ထင်ထားသလိုဟင်းမချက်တဲ့တဲ့တတိသမီးပုံစံမျိုးမဟုတ်ဘဲနဲ့အိမ်မူကိစ္စနိုင်နေနဲ့ရောက်ခမပေါ်မှာလည်းတည်တက်တဲ့ချွဲမကောင်းတရားဆိုတာထင်ရှားပါရဲ့ရှင်။သူမရဲ့မိခင်ကငငယ်လေးကအိမ်မူကိစ္စတွေတိကျအသင်ပေးထားလို့အခုလိုဖြစ်တာလို့ဆိုပါရီ ဒါကြောင့်ပြည်သက်တွေထင်တယ်လို့သတိတော်ဘွားမှမပြောလို့ဂျမမို့စီဝါပြက်လို့ဈေးထွက်ရောက်နေတာလောကမဟုတ်ပါဘူး။ရောက်ကတိရဲ့ဝါသနာကိုတံမိုးထားပြီးသူ့ကိုပျော်ရွှင်စေခြင်းနဲ့စိတ်ပြီးတော့ကိုယ်တိုင်ကလည်းဈေးရောက်ရတာကိုပျော်ရဲစိတ်တွေကြောင့်ဒီလုပ်ကိုလုပ်ကင်နေတာဖြစ်ပါရဲ့ရှင်။ကော်မတီကိုဦးစီးနေတဲ့ခရိုနီသတိကတော်ဖြစ်ပေမဲ့ဒီလိုမြေပြင်ထိဆင်းပြီးတော့ထောပက်သီးတွေကိုယ်တိုင်ရောက်ခဲ့တဲ့မေအီတောင်းရဲ့ပြမှုပေါ်မှာပြည်သက်ကြီးရောဘလိုမျိုးထင်မြင်လဲဆိုတာပြောခဲ့ပြပါအောင်ရှင်။ ီးတဲ့ချမ်းသာရေးတတိကုန်လက်ချက်ပြီးနောက်ကိုပိုင်ထုတ်လုပ်ရေးကောတီထောင်လိုက်ပြီးရုပ်ရှင်လေးဖန်တီးနေတဲ့ဝမော်ရွှေအားလုံးမင်္ဂလာပါသစ္စာလေးဗီဒီယိုပေးကနေပြန်လေးကကြိုဆိုလိုက်ပါရယ်ရုပ်ရှင်ထုတ်လုပ်ရေးတကူတီတာမိုးတွေအရင်နေ့တွေအများကြီးလိုအပ်ပေမယ့်ဝမော်ရွှေကတော့ကျင်းဝချမ်းသာရေးတတိကြီးကိုလက်ချက်ပြီးတဲ့နောက်မှာထုတ်လုပ်ရေးကောတီထောင်လိုက်နိုင်ပါပြီဝေကြီးအားတီကမဟုတ်ပဲနေဒီလောက်ကဝါသနာပါတာကြောင့်လုံနေတဲ့ဝမော်ရွှေကနဝင်သေးဆိုတဲ့ရုပ်ရှင်စကားကို ူ့ရဲ့ကိုပိုင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ WNR Entertainment ကနေထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ဒီဇက်ကားထဲမှာနမေကျော်တရုတ်ဆောင်တွေကိုကမ်းလှမ်းထားတာဖြစ်ပြီးဘားချံငွေများများကုန်ခံကရိုက်ကူးထားခဲ့တာပါ။နဝေတယုတ်ရှင်စကားကမကြခင်မှာပြသတော့မှာဖြစ်တဲ့အတွက်ဝမောရွှေကြီးကတော့ရှမ်းကုမစိတ်လှရှားနေပါရီငိုရရီစကားရီဂျမစကားရီမှာပဲတယုတ်ဆောင်လေးရှိတဲ့ဝမောရွှေကြီးဟာဒီတစ်ခါမှာတော့ထူးထူးခြားခြားလေးဖြစ်သွားအောင်နဝေတဲ့ပုံစံဖြစ်တယုတ်ဆောင်ထားတာပါ နဝင်းတဲ့ပြင်ပြပြအောင်ကြားမြင်ဆရာမဒေါ်အောင်မကျော်ထံမှလည်းတွားရောက်လ ీల ာထားတဲ့တဲ့ဒီဆက်ကားအတွက်စူးစမ်းနေပါရီလက်ရှိမှာမင်းမြင့်မုံနဲ့ချူလီကတော့ပြည်သက်တရဲ့ဝေဖန်မှုကိုခံနေရချိန်မှာမုံမုံရွှေကြီးကတော့ဇကားတနေရန်အောင်မြင်နေပါရီနမေကြီးတွေခေတမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇကားထဲမှာမြန်မာနိုင်ငံကနမေကြီးတရုတ်ဆောင်တွေလည်းပါဝင်ထားကြပြီး2023ခုနှစ်နဲ့2024ခုနှစ်မှာကရမီရထားတဲ့သူတွေကတရုတ်ဆောင်ထားတာကလည်းထူးခြားချက်ဖြစ်ပါရီ ဒါပေမဲ့ဒီနေ့မှာကယ်မီရသွားတဲ့ဝူမိုရွှေကြီးကတော့ဒီစကားလေးမှာတယုံမဆောင်သားပြီးသူရဲ့ကိုယ်ပိုင်ထုတ်လို့ရေကထုတ်လို့တဲ့စကားနဲ့အောင်မြင်နေတာပါနေတို့လိုထိတ်တဲမင်းသားတောင်မှဒီစကားလေးမှာတယုံဆောင်သားပြီးဝူမိုရွှေကြီးလိုနာမည်ကြီးမင်းသမီးကမပါဝင်တာကလည်းသူရဲ့ခင်မုန်းတဲ့ရဲ့ရှင်းဝါးကြောင့်ဖြစ်မယ်လို့ခန့်မှန်းနေကြပါရယ်ဝူမိုရွှေရနိုင်ငံထွေးဒီပါရီတထေကြီးတယောက်ကိုလက်ချက်ချရတာကြောင့်ခင်မုန်းတဲ့ရဲ့ရှင်းဝါးကကြီးမားနေပါရယ် အနောက်နိုင်ငံတွေနဲ့ဆက်သွယ်ပြီးတော့လုပ်ကိုင်းတဲ့လုပ်ငန်းတွေပြင်လျှင်စစ်ကားတွေရောင်းချတဲ့ကုမ္ပဏီရဲ့တတိကတော်ကြီးဖြစ်တာကြောင့်ဘုံဘုံရွှေရောင်းလူပညာလောကတွေမှာလည်းလေးစားသူတယောက်ဖြစ်နေပါရီခင်မောတဲ့ကကြည်ကြည်တဲချမ်းသာနေတာကြောင့်အနုပညာလောက်ကိုငွေကြေးတွေလောက်တာမဟုတ်ဘဲဝါသနာရလောက်တာဖြစ်ပြီးတော့ရုပ်ရှင်တွေငွေကြေးတွေရင်းနှီးမြှုပ်နှံထားတာပါဘုံဘုံရွှေကတော့နိုင်ငံကျိုးပြုစကားကြီးမှာတရုတ်မဆောင်မိမ့်မင်းဒီနေ့မှလည်းအကယ်ဒမီရနိုင်သေးပါရီ ူရဲ့ထုတ်လုပ်ရေးကနေရိုက်ကူးထားတဲ့ရုပ်ရှင်ကားကြီးထဲမှာမတူညီတဲ့ဇယုံများစွာဖြစ်အောင်တရုတ်ဆောင်ထားပါရီဒါကြောင့်ဒီနေ့ကလည်းဝမ်မိုရွှေရဲ့နေဖြစ်လာနိုင်ပြီးအနုပညာလောကတွေမှာကေတီဖြစ်သွားခဲ့ပါပြီသူရဲ့ခင်မွန်တွေကတော့ဒီဇက်ကားမှာလည်းဝမ်မိုရွှေကြီးကိုကယ်ရမီရနိုင်ကြောင်းခံမှန်းထားပါသေးတယ်ဒီနေ့မှာတကားပဲရိုက်ပေမဲ့ရိုက်တဲ့တကားနဲ့ကယ်ရမီတွေတိမ့်ပိုက်သွားနိုင်တဲ့ဝမ်မိုရွှေကြီးဟာအချောင်းမင်းသမီးတွေတောင်မှအားကြရလောက်တဲ့အနေအထားဖြစ်နေပါရီခင်မွန်တွေကအမြဲတမ်းကာဝယ်ပေးတဲ့ပြင် ခစ်ကျင်တဲ့ဆန္ဒတွေကိုလိုက်ရောပေးတာကြောင့်မင်းမြင့်မုံနဲ့ချူလေးတို့ဝေဖန်ခံနေရတဲ့အချိန်မှာမုံမုံရွှေကြီးကတော့ရုပ်တင်ဇာတ်ကားနဲ့အောင်မြင်တော့မှာပါခရိုနီခင်မုံတဲ့ကိုလက်ထပ်ထားရပြီးနောက်ရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ဖြစ်လာပြီးမရိုက်ချင်တဲ့ဇာတ်ကားတွေကိုညင်းပိုင်ခွင့်ရှိတဲ့မုံမုံရွှေကြီးပေါ်မှာဘလို့ထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင် ရုပ်ရှင်စကိုင်းနှကားကြောင့်2025ခုနှစ်အကောင်းဆုံးအမျိုးသမီးဇပ်ပိုအကယ်ဒမီဆုကျင်းသေးရနိုင်တဲ့ဝိုင်းရင်မင်းသမီးကြီးမျိုးတန်နာထုံမင်္ဂလာဝါပရိသတ်ကြီးရှင်ညတနေ့ကုံဆုံးဖို့နီးကပ်လာပြီဆိုရတဲ့ညီမြမရုပ်ရှင်အတိုင်းဝဲမှာရောပရိသတ်တွေကြားထဲမှာပါဒီနေ့တန်းအကယ်ဒမီထူးချွန်ဆိုတွေကိုဘယ်သူရင်ရနိုင်မလဲဆိုတော့ခံမန်း၃သက်ချက်တွေကလည်းတပြေးပြေးကျင်းလောင်းစားပြနေပါပြီ မျိုးသားဆက်ဆောင်စုအမျိုးသမီးဆက်ဆောင်စုတွေအတွက်ရေပန်းစားနေတဲ့ရှိသလိုဒီနှစ်မှာတော့အမျိုးသမီးဇက်ပို့စုအတွက်တယောက်တော့သူကတော့တော်တော်လေးကိုတရားသလောက်နှီးပါရလိမ့်မယ်ဆိုပြီးတော့အားလုံးကတင်းကြီးညော့ထင်းခမင်းချင်းကိုခံနေရသူလေးပါအဲ့ဒါကတော့ချားသူမဟုတ်ပါဘူးဝိုင်းရင်တယောက်ဆောင်မင်းသမီးကြီးအကယ်ဒမီမျိုးသားနာထမဲဖြစ်ပါရဲ့ရှင် ယခုနှစ်2025ခုနှစ်မှာတရုတ်ဆောင်မင်းသမီးကြီးမျိုးတန်နာထွန်းတရာအမျိုးသမီးစပိုးစုအကယ်ဒမီစုကိုကျင်းပရမယ်လို့အားလုံးပြောနိုင်လောက်တဲ့အထိကို ဖြစ်စေခဲ့တဲ့အဓိကအကြောင်းရင်းကတော့သူမရဲ့ထူးချွန်ပြောင်မြောက်လုပ်တဲ့တရုတ်ဆောင်မှုတွေကိုကြားသားခဲ့တဲ့ရုပ်ရှင်ဇကိုင်းနှစ်ကားတောင်ရှိလို့နေပါတယ်။အဲဒီရုပ်ရှင်ဇကိုင်းနှစ်ကားကတော့ပြည်သက်တွေပါဇက်ဖြားမှာရေပန်းဆောင် အပြင်နေတဲ့ပြောတဲ့ရုပ်ရှင်ဇကိုင်းနဲ့ကိုအခုလက်ရှိရုံတင်ပြသနေစေဖြစ်တဲ့ဝင်းမုံရှင်နတ်ဝင်တဲ့ရုပ်ရှင်ဇကိုင်းတို့ပဲဖြစ်ပါရဲ့ရှင်။ ထမအောင်ဆုံးခုယုံတင်ပြသနေဆဲဖြစ်တဲ့ဝင်းမုံရွှေရင်နဝင်တဲ့ရုံးရှင်ဇကိုင်းမှာဆိုရင်မင်းသမီးကြီးမျိုးတနာထွန်းဟာအဒီကဗီလိန်ဇက်ကောင်အချားမြင်ဆရာမှာနဝင်တဲ့မဲပုံအဖြစ်နဲ့တရုတ်ဆောင်ထားပါတယ်ဒီဇယုံဟာတကယ်ကိုအချောင်းဆရာကောင်းပြီးတော့ရဆက်တဲ့ဇယုံပါသူတော်ကမနာလို့မစ္စရိယစိတ်တွေနဲ့ပူလောင်နေပြီးတော့အဓိကဆက်ဆောင်ဖြစ်တဲ့ဝင်းမုံရွှေကိုအမျိုးမျိုးဒုက္ခပေးဖို့ကြိုးစားတဲ့ဗီလိန်နီယာကနေပြီးပြင်းစွာတယုံဆောင်ထားတာဖြစ်ပါတယ်။ ူဖြစ်တော့ညဘက်တရေဝိညာဉ်လေးပေါ်များတဲ့အခန်းဒီမှာဆိုရင်သူမရဲ့မျက်နှာပေးအမွန်ရောင်အတန်တွေကတကယ်ကိုမှအသက်ဝင်ပြီးပြန်ကြီးရှုသူရင်းချက်သိန်းထောင်တရုတ်ဆောင်ထားနိုင်တာပဲဖြစ်ပါရဲ့ရှင်ဒါပေမဲ့ပြည်သက်တွေရဲ့ဝေဖန်တဲ့အနေနဲ့ဝေဖန်ရေးသမားတွေရဲ့ပြဿနာတွေမှာအခုချိန်မှာတသားသာပြောနေရပြီးအကယ်ဒမီစုကိုကျင်းတင်ပေါ်ရစီလောက်တယ်လို့သမုတ်ချင်းကိုခန်းထားရသူကသူမရဲ့အပြောင်မြောင်ဆုံးတရုပ်ဆောင်မှုကတော့ပြောတဲ့ရုပ်ရှင်စကိုင်းတဲ့က ဒေါ်တုံးဆိုတဲ့ဇက်ကောင်ပါပဲအဲဒီဇက်ကောင်ကတော့သူမဟာမင်းသမီးခင်ဝဲဝါပန်းဦးရဲ့အမင်းဆင်းရဲပြီးတော့လူတကာရဲ့အနိုင်ကျင့်ဘိုးကြတာကိုခံနေရတဲ့မုတ်ဆိုးမကြီးဒေါ်တုံးဖြစ်တဲ့တရုတ်ဆောင်ထားပါတယ်ဒီဇက်ကတော့မင်းသမီးကြီးမျိုးတန်နာထွန်ဟာမျိုးတန်နာထွန်ဆိုတာလုံးဝပျောက်ပြီးတော့ဒေါ်တုံးစစ်စစ်ဖြစ်သွားခဲ့တယ်လို့ကြည့်ရှုသူပရိသတ်တွေအားလုံးကလည်းတညတညထဲမှတ်ချက်ပေးခဲ့ကြတာပေါ့သူမရဲ့ဝန်ဆောင်အစဉ်ပြေကစားတကယ်ကိုတောသူဟာအညာသူကြီးဒေါ်တုံးစိတ်ယုံနဲ့တသားရေးဖြစ်စေခဲ့ပါတယ် ဆင်းရဲပြီးတော့ကော်မရှင်မျက်နှာငယ်ရတဲ့မုံဆိုးမှာတမီးလေးပန်းအတွန်းလူမိုက်ကြီးအောင်မြန်ဆန်နေဝင်းကိုကြောက်နေရတဲ့မိခင်တယောက်ဖြစ်တဲ့လေးတန်းအဖေဖို့မျက်လုံးအကြီးကိုလန့်အမှုရောင်မျက်နှာပေးကအစာသင်ငယ်ယူကျိုးနေပုံအပြင်နဲ့တရုပ်ဆောင်ထားတာကိုအားလုံးကလက်ဖြန်းခါလာအောင်ချီးကျူးခဲ့ကြတာပါထို့သဖြင့်တော့တမပြောင်းလိုက်တဲ့မုံဆိုးမဆင်းရဲသားအလူပါတုံးဆိုတဲ့လေးတန်းနဲ့မျက်နှာပေးလေးဟာတစ်ဖက်သားကိုတနာကျင်စရာကျင်နာကျင်စရာ ဝန်ထမ်းကျင်စရာကောင်းလောက်အောင်ဒေါ်တုံတယောက်အတွက်နဲ့ဂယုနာတက်ဝင်စီခဲ့ပါတယ်။ဒါပြင်အလှူလဲမှာဂျင်းနဲ့ PT1 တာဝန်ထမ်းဖြစ်ရတဲ့မြန်နေပေအမူယာအလှူလဲအချိန်မှာသူမတီးဆိုခဲ့တဲ့တချင်းရဲ့ခန်းစားချက်အပြည့်ပါတဲ့အသံဒါရင်အလုံးဟာပြောတဲ့ရုပ်ရှင်စကားရဲ့အသက်လောက်တော့တင်စားရလောက်အောင်ပြောင်မြောက်ခဲ့ပါတယ်ရှင်။မင်းသမီးကြီးမျိုးတနာထွန်းအောင်သူမကြိုက်အားဇက်ရုပ်ကာရိုက်တာတိုင်းမှာအကောင်းဆုံးသင်ယူဆောင်နိုင်ကြောင်တက်တည်ပြခဲ့ပြီး ီနှစ်မှာတော့မြို့သမီဇက်ပုတ်အကယ်ဒမီစုကိုချိန်သေးရလိမ့်မယ်လို့အားလုံးကချီးကျူးထင်ကြီးပေးနေတာဖြစ်ပါရဲ့ရှင်ပရိသတ်ကြီးတို့အနေနဲ့ကရောဝိုင်းရဲ့မင်းသမီးကြီးမျိုးတနာထုံးကိုဒီနှစ်အကယ်ဒမီစုနဲ့ထိုက်တန်တယ်လို့ထင်မြင်ယူဆကြပါသလားနောက်ဝင်တဲ့နေ့ဂျောတန်ဘဲဇက်ကကသူဝိုင်းရဲ့တင်းဆောင်မှုအကောင်းဆုံးလို့ထင်ပါတယ်မိမိရဲ့အမြင်လေးကိုလည်းပြောသွားကြပါဦး